2025ခုနှစ်အတွင်းကမ္ဘာတဝန်းဘီလီယံနာတထည်အသစ်188ရောက်တိုးလာတယ်လို့ Forbes စီးပွားရေးမဂ္ဂဇင်းကြီးကထုတ်ပြန်ပါတယ်။ဒါဟာမနစ်2024ခုနှစ်ကဘီလီယံနာအသစ်165ရောက်တိုးခဲ့ရာကနေဒီနှစ်မှာဘီလီယံနာဖြစ်လာသူထပ်တိုးသွားတာလည်းဖြစ်ပါတယ်။အခုအသစ်တိုးလာတဲ့ဘီလီယံနာတွေထဲမှာတော့ဝိုင်းရင်ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီးအာနိုစွာဇီနေကာလူရှင်တော်တဦးလိုဟာတနဲ့ရီမောစရာတွေဆင်းပြမော်မှာတကူတော်မတ်တက်ရပြောတဲ့ ်ဂျယ်ရီဆိုင်ဖဲလ်ကဘာကျော်ရော်ကာကြီးဘရူးစပရင်စတင်းတို့လည်းပါဝင်ပါတယ်အခုဝင်လာတဲ့လူသစ်တန်း288ယောက်ရဲ့စုစုပေါင်းပိုင်ဆိုင်မှုဟာဒေါ်လာ680ဘီလီယံရှိတာကြောင့်ဖြန်းများအပြင်တဦးကိုဒေါ်လာ1.4ဘီလီယံစီ လောက်ပိုင်ဆိုင်တယ်လို့ခန့်မှန်းပါတယ်ကဘာတဝမ်းဘီလီယံနာတထေစုစုပေါင်း328ဦးရှိတယ်လို့လည်း Forbes Magazine မှာဖော်ပြပါတယ် Oregon နည်းပညာကုမ္ပဏီပိုင်ရှင် Larry Ellison က အခုလထဲမှာရဲ့အနှဲငယ်ကပအချမ်းသာဆုံးပုဂ္ဂိုလ်ဘွဲ့ရလိုက်ပြီမဲ့လက်ရှိကပအချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Elon Musk ဖြစ်ပြီးသူ့ရဲ့တဦးတည်းပိုင်ဆိုင်မှုကဒေါ်လာ429ဘီလီယံရှိတယ်လို့ဆိုပါတယ် Facebook နဲ့ Meta Company ပိုင်ရှင် Mark Zuckerberg ကတော့ပိုင်ဆိုင်မှုဒေါ်လာ216ဘီလီယံနဲ့ကပအဆင့်နံပါတ်1မှာရှိပါတယ်ခင်ဗျာကျွန်တော်ဇောင်းလိုက်ပါ